thank you င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ဒေါအောင်ဆန်းစုကြည်ငလင်းကြောင်ထိခိုက်မှုရှိမရှိသတင်းမှောင်ချထားတဲ့အပေါ်စိုးရိမ်နေကြောင်တင်ဆက်ပေးပါမယ်ငလင်းဘေးတင့်ဤပြည်တော်မှာအချင်းချခံထားတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အနေနဲ့ကင်းကြောင်သတင်းတွေထွက်နေပြီးမြင်စစ်ကောင်စီဘက်ကအတည်ပြုပြောကြားမှုမရှိတာဟာမယိုးသားမှုဖြစ်တယ်လို့မြမအရေးလေးလာသူတွေကပြောပါတယ်မလ28ရက်မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းဟာဒေါအောင်ဆန်းစုကြည်ကိုထိန်းသိမ်းထားတဲ့ဤပြည်တော်မှာလည်းကြီးမားတဲ့တယောက်မှုရှိခဲ့တာပါငလင်းလောက် ြီးနောက်ဒေါအောင်ဆန်းစုကြည်အနေကင်းကြောင်းတရင်တချို့ထွက်ပေါ်ခဲ့ပြီးတားဖြစ်သူ Kim Harris ကလည်းအလားတူတရင်ရထားတယ်လို့ပြောဆိုခဲ့တာပါလက်တွေ့မြင်ပြင်အခြေအနေရနှိဆက်သူတွေကိုစုံစမ်းကြည့်ရမှာတော့ဒေါအောင်ဆန်းစုကြည်အနေကင်းနေကြောင်းခိုင်လုံတဲ့တရင်အချက်လက်မရတာကိုတွေ့ရပါတယ်အငိမ့်စာထမှုတရားဖြစ်တဲ့ဥက္ကမမင်းကအနေရတော့ကင်းနေကြပါတယ်ခတ်တာဗျာဒီနောက်ပိုင်းမှာကြအချင်းထောင်တိုင်ဝန်ကလည်းတရင်နေမပြီးတော့ဦးမေးလည်းမဖြေတော့ဘူးသူတို့လည်း ကြက်ထားတယ်နဲ့တူရဲရှိရသူတွေညှို့မှုတွေထောင်ပိုင်နေရအစားကျွန်တော်တပည့်တွေပဲလေဒါပေမဲ့သူတို့မပြောကြတော့ဘူးအဲ့တော့တည်င်းနဲ့နဲ့အဆက်ပြတ်တယ်တီးရတလောက်ကတော့အန်နီကင်းနေတော့ပြောပါတယ်ကျွန်တော်တို့တည်ထားတာကတော့ဒုတိယဝင်းကြီးတယောက်နေတဲ့အိမ်မှလို့ပြောတယ်အချင်းထောင်ထဲမှာတော့မဟုတ်ဘူးတီးစားထားတယ်လို့ပြောတယ်ပြင်ပတွေ့ဆုံကွင်းရှေ့နေတွေနဲ့တော့မပေးတွေ့ဘူးဒါတယောက်နေနဲ့တော့သူဒီလိုပဲလုပ်ရမှာပဲလေဒါလည်းသူလုပ်ရမယ်အလို့သူလုပ်တာပေါ့ကျွန်တော်တို့ကတော့ဒါနဲ့ပတ်သက်လို့ဘာမှမှတ်ချက်မပေးလို့တော့ဘူးပေါ့နော်လို့ပြောပါတယ် စစ်အာဏာသိမ်းစာမှာစစ်ကောင်စင်ကဒေါအောင်ဆန်းစုကြည်ကိုနေအကျဲချုပ်ထားခဲ့ပေမယ့်နောက်ပိုင်းမှာနေပြီးတော့အချုပ်ထောင်တွေကိုပြောင်းရွှေ့ထိန်းသိမ်းခဲ့တာပါ။အဲဒီနောက်ပိုင်းမှာဒုတိယဝန်ကြီးအစင်နေအင်ကိုပြန်လည်ပြောင်းရွှေ့ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်အရာကလည်းခိုင်လုံတဲ့သတင်းမဟုတ်ခဲ့ပါဘူး။မလ28ရက်နေ့ငလင်းလုတ်ပြီးချိန်မှာလည်းဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံခေါင်းဆောင်တွေနိုင်ငံရေးအကျဉ်းသားတွေရဲ့အခြေအနေတွေကိုသတင်းထုတ်ပြန်တာမျိုးမရှိခဲ့ပါဘူး။နေပြီးတော့အချုပ်ထောင်တွေနှိစက်သူကကျွန်တော်တို့ထူထူကြီးတော့ဘာမှမကြားသေးလို့ပါ။နှိစက်တဲ့သူတွေတော့မေးထားတယ်ကျွန်တော်ကလည်းတဆင့် နှစ်ဆင့်လောက် ပြန်မီးနေရလို့ပါဘာမှအကုန်မသိရသေးဘူးမေးပြီးပြန်ဆက်ပါမယ်ပြန်ပြောပါမယ်ကျွန်တော်ပြန်မီးထားပါအောင်မယ်လို့ပြောပါတယ်တမောင်ဆန်းစုကြည်က2020နှစ်ဒီဇင်ဘာလမှာရှင်းနေအဖွဲ့နဲ့နောက်ဆုံးတွေ့ဆုံခွင့်ရခဲ့တာဖြစ်ပြီးအဲ့ဒီနောက်ပိုင်းမှာစစ်ကောင်စီကတရင်အမှောင်ချပြီးပြင်ပနဲ့အဆက်အသွယ်ဖြတ်ထားခဲ့တာပါလက်တလုံးချီနီနဲ့ပတ်သက်ပြီးစစ်ကောင်စီတရင်ပြန်ကြိုင်းတာဝန်ခံဘုချုပ်စောမင်းထွန်းကိုဆက်သွယ်မီးမြန်ဖို့ကြိုးစားခဲ့ပေမယ့်ပြန်လည်တုံ့ပြန်ဖြေကြားမှုမရှိခဲ့ပါဘူးနိုင်ငံရေးအကြံသားဟောင်းများအဖွဲ့တာဝန်ရှိဦးထွန်းကြည်ကတမောင်ဆန်းစုကြည်အပေါ်မှာအညှို့အတီးနဲ့ပြန်ပေး ွဲထားတယ်။တစားခံလှုပ်ထားတယ်လို့ရှုမြင်သုံးသပ်တယ်။အကြမ်းဖက်စာကစာဘက်ကသူ့ဖမ်းထားတဲ့အတွက်ကြောင့်မလို့သူ့မှာတာဝန်အပြည့်ပွားရှိရဲ့ဒီလိုမျိုးနိုင်ငံကောင်ဆောင်တရားကိုပုံမှန်ထောင်ပေါင်းများစွာတက်တက်ပြီးထောင်ချတယ်။ ထောင်ဝင်စာကိစ္စနဲ့ပတ်သက်လို့လုံးဝကိုမျက်နှလွဲခဲပြေလှုပ်ထားတဲ့ငလင်းလှုပ်တယ်ပေါ့နော်။နေပြည်တော်မှာလည်းအသိအပြောင်းအရမ်းများတယ်ဗျ။ဒါပေမဲ့လည်းအခုချိန်ဒီသတင်းအမှောင်ချထားတာကမယိုးသားဘူးလို့ရှုမြင်သုံးသပ်ပါရယ်။ကျွန်တော်တို့မျက်ကွယ်မှာ၄နှစ်ကျော်၅နှစ်အတွင်းရောက်လာပြီးအလွန်အမင်းစိုးရိမ်မကင်းဖြစ်တဲ့ထောင်တွေမှာလည်းအထူးသဖြင့်ရမဲတင်နေပြည်တော်အချုပ်ထောင်နဲ့ဥပိုလ်ထောင်တွေကိုကျွန်တော်တို့ကအလွန်တရာမှစိုးရိမ်တန်ရရဖြစ်တယ်လို့ပြောပါရယ်။ အသက်80ပြည့်တော်မယ်ဒေါအောင်ဆန်းစုကြည်ကစစ်ကောင်စီလက်အောက်မှာထောင်ဒဏ်29နှစ်ကြာခံနေရတာဖြစ်ပြီးထောင်ဝင်စာတွေ့ခွင့်မရသလိုလုံလောက်တဲ့ကျန်းမာရေးဆောင်ရှာမှုရမရမတိကြတဲ့အခြေအနေမှလည်းရှိနေတာပါနိုင်ငံတကာကဒေါအောင်ဆန်းစုကြည်ကိုပြန်လွတ်ပင်းရေးဒါမှမဟုတ်တွေးဆောင်ခွင့်ရရေးတို့အတွက်အကြိမ်ကြိမ်တိုက်တွန်းတောင်းဆိုပေးမယ်စစ်ကောင်စီကခွင့်မပြုဘဲလိလိယူရှုထားခဲ့ပါတယ် ဆက်လက်ပြီးနေပြီးတော့မငလင်ကြောင်စစ်တပ်အဆောက်အအုံများပြိုလဲပြီးစစ်သားတရားဝင်ကျင်တည်ဆုံနေဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။နေပြီးတော့မငလင်ကြောင်စစ်တပ်အဆောက်အအုံများပြိုလဲပြီးစစ်သားတရားဝင်ကျင်တည်ဆုံနိုင်ကြောင်းတပ်သတင်းအရင်းမြစ်တွေကိုကိုကပီစီဒီအမ်ဖူကြီးစင်ရောကပြောပါရယ်။စကိုင်းငလင်ကြောင်နေပြီးတော့ရှေ့စစ်တပ်အဆောက်အအုံများပြိုကျခဲ့ကြောင်းတပ်နယ်တကူလုံးမှစစ်သားအနည်းဆုံးတရားဝင်ကျင်တည်ဆုံနိုင်ပြီးကရင်တထောင်စင်ရုံမှာလည်းကရင်မလောင်းငါတဲ့အတွက်ထိခိုက်ဒဏ်ရာရသူတထောင်ဝင်ကျင်ရှိနိုင်ကြောင်းစီဒီအမ်ဖူကြီးစင်ရောကရှင်းပြပါရယ်။ ဒါအပြင်လက်ရှိအကြံဖက်စစ်ကောင်းဆောင်ကအပြည့်အစည်တွေကိုရှင်းလင်းလုပ်ခိုင်းရမှာ၎င်းရဲ့ကားပိုက်ဆောင်တပ်များကိုသာလုတ်ခိုင်းပြီးအခြားတပ်တွေကိုအဝင်မခံကြောင်းသိရပါရယ်တနင်္လာခုလုံးမှာအနည်းဆုံး100ကတော့တေးကြပေါက်တည်နေခဏီတထောင်စင်းယုံမှာလည်းကတင်တော်မလောက်ဘူးဆိုတော့တန်ရန်ရတထောင်လို့ပြောလို့ရမယ်ဒါပေမဲ့စင်းယုံထဲမှာတည်ဆုံတဲ့တရင်တွေကမြုပ်ထားတာလုံချုံကြီးနဲ့တိဆောင်ရင်ရှင်းလင်းလေးလုတ်တဲ့ဖွဲ့ရီတော်မှာသူတို့ရဲ့ကားပိုက်ဆောင်တပ်တွေကိုပဲလုတ်ခိုင်းတာတခြားတပ်တွေကိုအဝင်မခံဘူးလို့စီဒီအန်ဘူကြီးစင်ယောကပြောပါရယ် အဲဒီလိုစေယုံများပြူကြတာကကြီးတက်လို့ခေါ်တဲ့စေအင်ဂျင်နီယာတက်တွင်ရဲ့ပစ္စည်းခုံမှုနဲ့ငွေများကိုယူမှုကြောင့်ဖြစ် အမြန်လက်တန်းလှုပ်ဆောင်ခဲ့မှုတွေကြောင့်ဖြစ်ကြောင်းဒါအပြင်နေပြည်တော်ရှိလျှို့ဝှက်ဥမြင်လိုက်ကောင်းကလည်းလက်ရှိလှုပ်ခတ်တဲ့ငလင်းကြောင့်ဖြိုးချဖို့ရှာခိုင်းလို့များကြောင်း၎င်းကအရှင်းပြပါရယ်။ဟိုးအရင်အာနာသိန်းဖြစ်စဉ်မတိုင်ခင်ကလေးကနင်းနေပါပါဖြစ်တာနဲ့တင်အကွဲကြောင်းနေနဲ့အဲ့ဒီတုန်းကကြီးတက်တွေခိုးတာလည်းပါတယ်ပြီးတော့ကြတော့ကန်ထရိုက်စနစ်တွေနဲ့အမြန်လှုပ်တာပြက်စီးဖို့များပါတယ်။ဘာလို့လဲဆိုသူတို့ကလက်တန်းလှုပ်တာအဲ့ဒါခုနှစ်တော့မမှန်မီတော့ဦးတမတော်နေနေပြီးတော့ မပြောင်းပြီးစလျှောက်တဲ့နှစ်ခုပြိုကြတယ်မဟုတ်ဘူးအနီကြီးအဲ့ဒီတော့မဟုတ်ဘူးအနီကြီးမပြီးသေးဘူးဒါမဲ့ចောင်းစင်းပွဲမတိုင်ခင်တံပြားတွေနဲ့ခဏကပ်ပြီးအလှလုံးလိုက်တာနောက်မှအင်္ဂရီနဲ့ကင်တာသူတို့ကလက်တန်းလုတ်တဲ့အချင်းရှိရဲ့လို့ပြောပါတယ်နေပြည်တော်မှာငလင်းចောင်းပြိုကြတဲ့အစားအုံတွေမှာမင်းအွန်လိုင်းနဲ့စုံဝင်ပါဝင်ဖို့ကြုံများအတွက်အရေးကြီးတဲ့စစ်ဘက်ဆိုင်ရာနေရာတွေနဲ့ခိုးအောင်ရနေရာတွေပါဝင်ကြောင်းအရန်ဆက်လက်နဲ့ပစ္စည်းများအရန်ခင်းရဲ့အရန်လက်နက်များထားရှိရာနေရာများမှာလည်းတိကျပစ္စည်းကြောင်းသိရပါတယ် ဆက်လက်ပြီးမန္တလေးမှာလူနေရပ်ကွက်တွေနဲ့ကုညီကိစိမ်းမရောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဖြတ်အားပြင်းကလင်တန်ကိုကြုံတွေ့ခန်းစားနေရတယ်။မန္တလေးမြို့မှာငလင်းလောက်ခတ်ပြီးလေးရမြောင်နေရောက်လာပြီးမြေကုညီကိစိမ်းမရောက်ရှိတဲ့နေရာတွေအများအပြားရှိနေသေးပါ ရှာဖွေကဲစိန်ကပေးမိနေသူတွေများပြားတဲ့ Sky Villa ကွန်တိုဥလသိန်းသာသနာပိန်မှန် Great Wall Hotel ဖန်ဒီမှာသာအများစု ရှာဖွေကဲစိန်နေရာကိုတွေ့ရတယ်လို့မြို့ကန်တွေစီကသိရပါတယ်။လူနေရက်ွက်တဲ့နေအိမ်ပြိုကျတာတွေမှာပေးမိနေသူတွေကိုတော့ကုညီကဲစိန်မတွေ့ရပဲအိမ်နီးနာခြင်းနဲ့ရက်ွက်နေပြည်သူတွေကိုတူကိုတာကဲစိန်နေရတာပါ။ဒီနေ့မှာတော့ဈေးဆိုင်တွေပြန်လဲဖွင့်လည်လာပြီးလူအပ်တာတွေဝယ်ယူဖို့တာထွက်လာတဲ့မြို့ကန်တွေလည်းအများပြားတွေ့လာပါတယ်။နေအိမ်ပြိုကျသွားသူတွေနောက်ထပ်ငလင်းထက်လုံမှာကိုစိုးရင်ကြသူတွေ ကမန္တလေးမြို့ကလမ်း platform တွေပေါ်လမ်းလေကျုံနေမှာတာလဘတ်မိုးပြီးယာယီပြောင်းရွှေ့နေထိုင်နေကြရပါတယ်ဆလပီမြန်မာပါဝင်ပိတ်မိနေစဉ်အလို့သမားတွေကိုကဲထုတ်ဖို့ထိုင်းနိုင်ငံဝန်ကြီးချုပ်ကိုမြို့သားတအူဒူးထောက်တောင်းဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာလူသားများအပါဝင်ပိတ်မိနေစဉ်အလို့သမားတွေကိုကဲထုတ်ပေးဖို့ထိုင်းနိုင်ငံဝန်ကြီးချုပ်ကိုမြို့သားတအူကဒူးထောက်တောင်းဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြိုကျပျက်စီးနိုင်ခဲ့တဲ့နိုင်ငံတော်စည်ရင်စည်ယုံအဆောင်နေရာကိုမလ31ရက်နေ့ကပိုင်းမှာထိုင်းဝင်ကြီးချုပ်ကိုတိုင်းလာရောက်ကြည့်ရှုခဲ့ရာနိုင်ငံသားအလို့သမားများကိုစားပြုသူအမျိုးသားတောင်းကပြိုကျအဆောင်အတွင်လက်ရှိအချိန်ထိပြိမိနေစဉ်အလို့သမားတွေကိုရှာဖွေပေးဖို့အကူအညီတောင်းခံခဲ့ပါတယ်။မလ28ရက်မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်ဘန်ကောက်မြို့ရှိအထက်မြင့်အဆောင်များပျက်စီးမှုအချို့ရှိခဲ့ပြီးဆောင်လုံစာနိုင်ငံတော်စည်ရင်စည်ယုံမှာလုံးဝပြိုကျသွားခဲ့ပါတယ်။အဲဒီဆောင်လက်စာအဆောင်မှာမြန်မာအလို့သမားများစွာရှိနေတဲ့လွတ်ထိုင်းတဲ့ ဌာနတွေမှာဖော်ပြပါရတယ်။ထိုင်းဝင်ကြီးချုပ်ကအားလုံးကိုအားပေးစကားပြောကြားခဲ့ပြီးအားလုံးကိုကူညီဖို့စွမ်းနိုင်သမျှအားထည့်လှုံ့ဆော်နေကြောင်းနဲ့ဘယ်သူပဲဖြစ်ဖြစ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ခွဲခြားမှုမရှိဘဲအစွမ်းကုန်ကူညီခဲ့စေဖို့ကြိုးစားအားထုတ်သွားမယ်လို့ဆိုပါရတယ်။အမျိုးသားတန်အုပ်ကထိုင်းဝင်ကြီးချုပ်ကိုငိုလျင်တူထောက်လိမျက်ပြုခဲ့ပြီးဝင်ကြီးချုပ်ကဆွဲတူတက်မှန်စင်ကတအူးချင်းစင်အတွက်အတင်းထားဖို့အားပေးစကားပြောဆိုခဲ့ပါရတယ်။ဆက်လက်ပြီးငလင်းပေးကူညီမယ် MND ကလန်းချက်စစ်ကောင်စီပင်ချရင်ကြောင့်တင်ဆက်ပေးပါမယ်။ငလင်းတန် ်သင့်ပြည်သူတွေကိုကူညီပေးခြင်းကြောင့်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MND ရဲ့ကံလန်းချက်ကိုစစ်ကောင်စီကပင်ချလိုက်တယ်လို့သိရပါတယ်။စားကစားကလက်မခံလို့ SR1 အထူးဒေသတက်ကကူညီကင်စင်တွေငလင်းဖြစ်သွားတဲ့နေရာတွေထိတက်ရောက်မကူညီနိုင်တာကြောင့်တက်နိုင်တဲ့ဘက်ကနေကူညီပေးဖို့ဝိုင်းဝန်းပြီးလှုံ့ဆော်နေပါတယ်လို့ MND ရဲ့လာရှုံမျိုးဆက်ဆံရေးရုံးဖွဲ့ဝင်တောင်းကလူမှုကွန်ရက်ကဒစင်မလ30ရက်နေ့မနေ့ကညပိုင်းမှာအတည်ပြုထားပါတယ်။ မလ28ရက်ကစကိုင်းမြို့နီကိုပဟုပြုလှုပ်ခတ်ခဲ့တဲ့ပြင်အားရစ်တာစကေ9.9အဆင့်ရှိတဲ့ငလင်ကြီးတန်ကြောင်ထိခိုက်သူတွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကုညီကင်စင်ရေးနဲ့တဘာဝ BN ရဲ့ကင်စင်ရေးလုပ်ငန်းတွေဆောင်ရွက်သွားမယ်လို့ MNDA ကမလ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အဲ့လိုကုညီနိုင်မှုတဘာဝ B ကင်စင်ဖွဲ့ရင်းဖွဲ့ပြီးငလင်ဘေးတင်ထိတာကတက်ဆိုင်ရာဖွဲ့စည်းရေးနဲ့ချိန်ဆက်ကောင်းတဲ့ပေါ်ဖို့အတွက်အစီအစဉ်တွေကိုကြေညာခဲ့ပါတယ်။အထူးဒေသတစ်ကစေယုံအလုံးကငလင်တန်တဲ့ဒေသတွေကနေရောက်လာကြမယ်လူနာတွေအတွက် အခမဲ့စေဝါကုသမှုအကူအညီတွေပင်ရည်ကြိုတင်ပြင်ဆင်ထားဖို့အခမဲ့အစာတောက်တွင်နေရာထိုင်ခင်းတွေကိုထောက်ပံ့အကူအညီဖို့အချက်တွေကိုထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင် MND အထင်းချုပ်ဒေသတွေမှာကျင်းပဖို့စီစဉ်ထားတဲ့မဟာတကြံရေကစားပွဲတော်ကိုဖျက်သိမ်းလိုက်ပြီးအထူးဒေသအတွင်းဖေပျော်ပွဲရှင်ပွဲကိုမှကျင်းပခွင့်မပြုကြောင်းထုတ်ပြန်ထားပါတယ်။ ငလင်ကြောင်းထိခိုက်ဒဏ်ရာရသူတွေကိုလည်းလာရှိုကျမ်းမာရေးဌာနကအခမဲ့ကူညီပေးမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။လုံခြုံရေးကြောင်းငလင်တန်တဲ့ဒေသတွေစီလူနာတွေကိုတွားရောက်စေကူတာမှုမပေးနိုင်တာကြောင့်အရေးကြုံလာရင်ကူညီဖို့အသင့်ပြင်ထားတယ်လို့ MND ရဲ့အထူးဒေသတင်ငလင်တန်ကူညီကိစ္စပွဲကမလ29ရက်နေ့မှာအရှိပေါ်ကြေညာခဲ့ပါတယ်။စစ်ဘေးတန်ကြောင့်ဒုက္ခရောက်နေကြတဲ့အပြင်တဘာဝကပ်ဘေးကြောင့်ပြည်သူတွေရဲ့ပျက်စီးဆုံးရှုံးသေဆုံးမှုတွေပေါ်ခြေကွဲဝန်းနေရပြီးလိုအပ်တဲ့အကူအညီတွေပေးဖို့အသင့်ရှိကြောင်း MND ကထုတ်ပြန်ထားတယ်လို့ သတင်းမှဖော်ပြပါရှိပါတယ်ရှင်။